မင်္ဂလာပါကိုကအလုတ်ထဲမှာယာရူးတောင်းဝင်နဲ့ခန့်အပ်ထားခံရလို့ကိုပြောတာကိုလက်ခံနေကိုပြောတဲ့အတိုင်းလိုက်လို့ရတယ်အခြေအနေမျိုးရှိတဲ့ယာရူးတောင်းဝင် ရှိနေတဲ့သူလားဒါမှမဟုတ်ကိုကတော့အလောက်ကြီးကြီးမားမားယာရူးတောင်းဝင်မရှိနေဘူးဒါပေမဲ့ကိုမှရှိနေတဲ့ကျွမ်းကျင်မှုအတတ်ပညာတွေကြောင့်ကိုမှရှိနေတဲ့ကိုကျင်တရားနဲ့ဆုံးဖြတ်ဆောင်ရွက်နိုင်မှုကြောင့် လူတွေကလေးစားလက်ခံနေရတဲ့အခြေအနေမျိုးရှိနေတဲ့သူလားတဲ့အနေနဲ့ဘလို့ပါဝါမျိုးလုပ်ငန်းခွင်မှာရှိနေလဲဆိုတာကိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမျှဝေပြီးမှာဖြစ်ပါတယ်မင်္ဂလာပါထေလင်းကျော်ပါ IFSM College ရဲ့ Founder နဲ့ Gaming Director ဖြစ်ပါတယ်ကျွန်တော်တို့ကလုပ်ငန်းခွင်ထဲမှာဝန်ထမ်းတဦးချင်းတယောက်ချင်းစီတိုင်းကသူတို့လုပ်ပိုင်ခွင့်ယာရုတောင်ဝင်နေတဲ့ထိုက်တဲ့ပါဝါမျိုးတွေရှိကြပါတယ်တတိယအဖြစ်ပြောရမယ်ဆိုရင်တော့ ခန့်အပ်ခြင်းခံရလို့ရရှိနေတဲ့ positioning ပါဝါမျိုးနဲ့ခန့်အပ်ခြင်းခံရတာမဟုတ်ဘဲနဲ့မိမိရဲ့ကျွမ်းကျင်တဲ့အတတ်ပညာအသိပညာတွေကြောင့်ပဲဖြစ်စီကိုယ်မှာရှိနေတဲ့ယုံကြည်အားကိုးရတဲ့ကိုကြည့်တရားနဲ့ကိုယ့်ရဲ့လောက်ကန်ဆောင်ရွက်မှုတွေကြောင့်လူတွေယုံကြည်လက်ခံလာတဲ့ personal power ဖြစ်စေနှစ်ပိုင်းရှိပါတယ်ဒီနေ့ကတော့ကျွန်တော် positioning power နဲ့ personal power ဆိုတဲ့အကြောင်းလေးကို management position မှာရှိနေတဲ့သူတိုင်းနားလည်အောင်ကျွန်တော်မျှဝေပေးခြင်းပါတယ် ကျွန်တော်တို့ကယာရုတဝင်တစ်ခုကိုခန့်အပ်ချင်းခန့်လိုက်ရတဲ့အခါမှာရရှိလာတဲ့ပါဝါတုံးမှုရှိပါတယ်အဲ့ဒါကဘာလဲလို့ပြောရင်ယာရုပေါ်မှာအခြေခံပြီး ဖြစ်တည်လာတဲ့ပါဝါပါနောက်တစ်ခုကတော့ကြီးမြင့်မြောက်စားနိုင်တဲ့ reward ပါဝါပါတတိယတစ်ခုကတော့အပြစ်ပေးအရေးယူနိုင်တဲ့ယာရုပါဝါမျိုးဖြစ်ပါတယ်ဒီသုံးခုကိုတော့ကျွန်တော်တို့ကခန့်အပ်ချင်းခံရတဲ့ပုံမှာရှိနေတဲ့ positioning ပါဝါလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က ဝန်ထမ်းတူချင်းတယောက်ချင်းစီတိုင်းမှာခန့်ချင်းခံရတာမဟုတ်ပဲနဲ့ရှိနေတဲ့သူ့မှာရှိနေတဲ့အတက်ပညာတစ်ခုခုကြောင့်ကျွမ်းကျင်မှုကြောင့်ရလာတဲ့ expert ဖြစ်တဲ့ scale ကြောင့်ရလာတဲ့ expert power နောက်တစ်ခုကကိုယ့်ရဲ့ကိုချင်းတရားကိုယ့်ရဲ့ဆောင်ရွက်နိုင်မှုလုပ်ကိုင်နိုင်မှုပေါ်မှာကျန်တဲ့လူတွေအနေနဲ့ယုံကြည်လက်ခံပြီးနှွမ်းမိုးနိုင်တဲ့အခြေအနေကြောင့်ဖြစ်လာတဲ့ power မျိုးပေါ့နော်ဒီနှစ်ခုပေါင်းရင်တော့ကျွန်တော်တို့ personal power လို့ခေါ်ပါတယ်ဆိုတော့ personal power နဲ့ positioning power ကဘာတွေကွဲပြားလဲလို့ပြောရင် positioning ပါဝါဒီကျွန်တော်တို့ဒီအဲ့ဒီယာရူးတောင်ဝင်မှာမရှိတော့ရင်ကျွန်တော်တို့မှာ positioning ပါဝါရှိမှာမဟုတ်ဘူး personal ပါဝါကြတော့ကျွန်တော်တို့မှာယာရူးတောင်ဝင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့မှာကျွမ်းကျင်တဲ့အတက်ပညာအသိပညာတခုရှိနေတယ်ကျွန်တော်တို့ရဲ့လောကန်ဆောင်ရွက်မှုကိုကျင့်တရားနဲ့ကျွန်တော်တို့ဘောမှာယုံကြည်မှုကြောင့်အဲ့ဒီလူတွေရဲ့လေးစားလက်ခံမှုကိုရနေတဲ့ personal power ဖြစ်ပါတယ်။ဒါကြောင့်မို့လို့လုပ်ငန်းခွင်ထဲမှာရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ဝန်ထမ်းချင်းချင်းလှုပ်ပေါက်ကြိုင်မဲ့ချင်းချင်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့လိုတယ် ကောင်းမွန်တဲ့ကုညီတတ်တဲ့လေးချင်းကောင်းတွေရှိဖို့လိုတယ်သူတို့ပုံမှာယုံကြည်မှုတွေပေးမယ်သူတို့စီကလည်းယုံကြည်မှုတွေရမယ်ကို့မှာလည်းသူတို့ကသူတို့ကိုကုညီပေးနိုင်တဲ့ကျွမ်းကျင်တဲ့ expert power အတတ်ပညာတစ်ခုခုရှိနေတယ်ဆိုရင်ကျွန်တော်တို့ဒီ personal power ကိုတည်ဆောက်အောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီ topic လေးကိုပြောရတဲ့အကြောင်းရင်းကကျွန်တော်မိတ်ဆွေ manager များကိုကျွန်တော်ဥတည်ပါတယ်ကိုကယာရုတဝင်တစ်ခုခုကိုပေးလိုက်ပြီးခက်ခက်ခံလိုက်ရတဲ့အခါမှာအရှိမကျွန်တော်ပြောထားတဲ့ယာရုအာရာကြောင့်ရခဲ့တဲ့ပါဝါရှိမယ် အပြစ်ပေးအရေးယူနိုင်တဲ့ပါဝါရှိမယ်ချင်းမြင့်မြောက်စားနိုင်တဲ့ပါဝါရှိမယ်ဒီသုံးခုသည် positioning power ခန့်အပ်ခြင်းကြောင့်ရလာတဲ့ဒီယာဓုပုံမှာရှိတဲ့ပါဝါဖြစ်ပါတယ်အဲ့ဒါကဒီယာဓုမှာကျွန်တော်တို့မရှိတော့ရင်အဲ့ပါဝါကျွန်တော်တို့ပျောက်ဆုံးသွားမှာဒါကြောင့်မလို့ manager တွေခေါင်းဆောင်တွေအနေနဲ့ခေါနာကတဖန်ကျွန်တော်တို့ပြောခဲ့တဲ့ personal power ကိုယ်မှာပုံမှန်ကျွမ်းကျင်တဲ့ expert power အတတ်ပညာတစ်ခုခုရှိဖို့လိုတယ်လူတွေကကိုယ်ပေါ်မှာယုံကြည်လက်ခံလာတဲ့ကိုကျင့်တရားကောင်းတွေကိုလက်ခံလာနိုင်တဲ့ တို့ပေါ်မှာကူညီပေးနိုင်တယ်ဆိုတဲ့အချက်လက်တွေကိုလက်ခံလာနိုင်တဲ့ယုံကြည်မှုနဲ့ရလာတဲ့ personal power ကိုလည်းကျွန်တော်တို့တိဆောက်ပေးဖို့လိုပါတယ်ဒီ power နှစ်ခုလုံးကလုပ်ငန်းဝင်မှာကောင်းမွန်စွာအသုံးချနိုင်မယ်ဆိုရင်ကျွန်တော်တို့ဖွဲ့စည်းတစ်ခုတိုးတက်ဖို့မြို့မှုမှာများစွာအထောက်အကူဖြစ်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်